အောင်လာနဲ့ရင်ကလေးကတင်ပြီးအကြံဉာဏ်တွေနဲ့အများကြီးယူပစ်တယ်ဆိုတဲ့ဂျိုရှုအာဘန်ပရိသတ်များလုံးပဲမိန်လာဗျာအင်္ဂလိပ်ဘွားကနေပြန်လဲကြိုလိုက်ပါရင်ချင်းတိုင်းရင်သားလေးဂျိုရှုအာဘန်နဲ့အောင်လာအန်ဆန်လို့နေအောင်ဗန်ရဲ့လက်ဝေးကလပ်မှာအတူတူလေးချင်းမှုတွေပြုလုပ်ခဲ့ကြတယ်ဆိုတာအလုံးလဲတည်ထားကြပြီးသားဖြစ်ပါပါအောင်လာဟာသူတပည့်တရားရဲ့ပွဲကိုလိုက်ပါဝင်ရရင်နဲ့ဗန်တို့ရဲ့တက္ကသပြည်နယ်ကိုရောက်တုံးရောက်ကညစာတူစားတာတွေအကြံပေးတာတွေလုပ်ခဲ့တဲ့ပြင်ဗန်တို့ရဲ့ကလပ်အထိပါသွားလဲပြီးဗန်ကိုနီးစနစ်တွေအပိုင်းတွေပါ မြဝေတင်ကြပေးခဲ့တာပါဗန်ကလည်းတင်ယူလို့စိတ်တိတ်ကိုပြင်းပြပြီးကောင်လာပြောသမျှကိုခေါင်းတင်းကြီးနဲ့တသွေးမတင်းလိုက်လုံနေခဲ့ပါတယ်သူစကားကိုမြေဝေမချနားထောင်ပြီးလိုက်လာနေတဲ့ဖန်ကိုချင်းအောင်လာတော်မှပြုံးနေခဲ့ရပါတယ်တကယ်တော့အောင်လာကသူ့ကို တိုက်ခိုက်ရေးနည်းစနစ်တွေတင်ကြားပေးတာကခုမှပထမဆုံးအကြိမ်မဟုတ်ပါဘူး။အောင်လာနဲ့သူနယ်ကြားမှာအများနဲ့ဆက်သွယ်ရှိပြီးသူနယ်ကလည်းအောင်လာစီကနေအချမ်းညာနဲ့အများနဲ့တောင်းခံတက်တယ်လို့ဖန်ကဝန်ခံပြောကြားလာခဲ့ပါတယ်။ဒေချောင်းနဲ့ပတ်သက်ပြီးဖန်ကကော်လာကအတော်လေးလူကောင်းကြီးတယ်ဗျာ။ကျွန်တော်တို့ရောက်ဆုံကြတာကခုမှပထမဆုံးမဟုတ်တော့ပါဘူး။ Instagram မှာကျွန်တော်တို့ရောက်အများနဲ့စကားသမီးပြောနေကြပါ။လိုအပ်တဲ့အချမ်းညာတွေကိုလည်းကျွန်တော်အနေနဲ့ကော်လာစီကနေအများနဲ့တောင်းပြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကအမြဲတမ်းရင်းနှီးနှီးနဲ့နေထိုင်ဖျက်သွမ်းခဲ့ကြတာပါဒီတိုင်းရှိတာအတော်ကြာပါပြီအပြင်မှာမြင်မှုတာကတော့ဒီတစ်ချိန်ပထမဆုံးဘောလို့ထုတ်ဖော်ပြောကြလာခဲ့ပါတယ်ဗန်ကအွန်လာကိုဓာတ်ပုံနဲ့ဗီဒီယိုတွေထဲမှာသာမြင်ခဲ့မှုတာပါအဲဒီတော့ကတော့အွန်လာဟာလူကောင်ကြီးသားပဲလို့ဗန်ကထင်မြင်ယူဆခဲ့ပါတယ်အခုအပြင်မှာမြင်တွေ့ရတော့ပို့ပြီးယုံသွားခဲ့ရတာပါဟူစတန်ကိုရောက်တာနဲ့အွန်လာကဗန်စီကိုအရင်ဆုံးဆက်သွယ်လာခဲ့ပါတယ်ကိုယ့်ရဲ့နောက်ကမျိုးဆက်တဲ့ဖိုင်တာလေးကိုတက်နိုင်သလောက်တော့စိတ်ခွန်အားပေးခဲ့မယ်ဆိုပြီးအွန်လာကတွေးခဲ့တာကြောင့်ဖြစ်မယ်ထင်ပါတယ်အတော်လေးကိုမုံမြလုံးနဲ့စိတ်ထားပါအဲ့လိုနဲ့အွန်လာနဲ့ဗန်တို့ကညအစာအတူစားတော့ဖြစ်ခဲ့ကြပါတယ် ကိုရီးယားဘာဗီကျူးတွေကိုလည်းအတူတူစားခဲ့ကြတယ်။ဘာလဲဆိုတော့ဒါကဘန်ရဲ့အကြိုက်ဆုံးအစားအစာတမျိုးဖြစ်နေတာကြောင့်ပါ။အောင်လာနဲ့တွေ့ဆုံရတာဘန်အတွက်တော့အဖိုးမဖြစ်နိုင်စရာတွေပါပဲ။အောင်လာကသူ့ရဲ့ချမ်းစာအသိမြင်မှုအကြောင်းကိုလည်းအတော်လေးပြောပြသွားခဲ့တာကြောင့်အောင်လာရဲ့ဘာသာရေးလိုင်စာမှုတွေအပေါ်မှာဘန်ကလေးစားနေပါတယ်။အောင်လာနဲ့ခုလိုမျိုးတွေ့ဆုံခွင့်ရရှိခဲ့ခြင်းအောင်ဘန်အတွက်တော့အဖိုးမဖြစ်နိုင်တဲ့အတွေးမြင်တွေရရှိခဲ့ပါတယ်။သူ့ရဲ့နောက်ပွဲနဲ့ပတ်သက်လို့တော့ဘန်က ဒီဘွဲကထူးခြားတဲ့ဘွဲကောင်တစ်ဘွဲဖြစ်လာမှာပါ။ဘာဖြစ်လဲဆိုတော့သူကစားပုံနဲ့ကျွန်တော်ကစားပုံကစင်တူတယ်လေးလို့ပြောခဲ့ပါတယ်။ဘန်ကအခုဆို US Flyweight တိုင်းရဲ့ ranking 14နေရာမှာရှိနေပါတယ်။ဘလူးနိုဆေးပါးက ranking 10နေရာမှာရှိနေတာပေါ့။ဒါပေမဲ့ US ရဲ့ ranking တတ်မှတ်တဲ့ပုံစံကဆေးပြက်စရာကြီးပါဗျာလို့ဘန်ကဖွင့်ရသွားခဲ့ပါတယ်။ ဒီကလေးမှာတော့လည်းအဲ့ဒီလုတ်တွေကအပေါ်လုတ်တွေတို့တောင်ဘန်ကထင်မြင်ယူဆနေမိပါတယ်။ဘာလဲဆိုတော့အစင်းသမတ်ချက်တွေကိုသူတို့ဘက်ကပြောင်းချင်ကြလို့ပြောင်းလဲနေတာကိုတွေ့ရလို့ဒီပွဲနိုင်ရင်အစင်းဘလောက်ရောင်းမလဲဆိုတာနဲ့ပတ်သက်လို့သူ့အနေနဲ့တွေးတော်မတွေးထားကြောင်းလဲဘန်ကဖွင့်ရခဲ့ပါတယ်။ဒါပေမဲ့ဘန်ကတော့ ranking 10နဲ့အထက်ကိုရောက်ရှိနိုင်ဖို့တော့မျှော်လင့်နေပါတယ်။တကယ်တော့ဘန်က professional ကစားသမားဘွားအဖြစ်ရက်တည်လာခဲ့တာ၄နှစ်လောက်ပဲရှိပါသေးတယ်။ဒါကြောင့်သူ့အိတ်တန်းကတခြား fighter တွေအားလုံးတောင်မှသူ့ထက်ပိုပြီးအတွေ့အကြုံရှိနေကြတာပါ။ ဒါပေမဲ့သူက Street Fight ကပွဲတွေအများကြီးကိုထိုးလာခဲ့ဘူးလားကြောင့်ဒါကသူ့အတွက်တော့လုံလောက်တဲ့အတွေ့အကြုံပဲလို့ fan ကမှတ်ယူထားပါတယ်ဒါကြောင့်အခုဘရူနိုဆေးပါးနဲ့ပွဲမှာအတွင်းကြုံကွာဟမှုကသူ့အတွက်အရေးကြီးတဲ့စိတ်ခံစားချက်တစ်ခုဟုတ်မနေဘူးလို့ဗန်ကစိတ်ထဲထည့်ထားပါရင်ဘရူနိုဆေးပါးရဲ့လက်သေးချက်တွေက power အားကောင်းတာဖြစ်လို့ဒီရဲ့ချက်နဲ့ပတ်သက်လို့သူ့အနေနဲ့တတိထားမှာဖြစ်ကြောင်းကိုတော့ဗန်ကဝန်ခံထားပါရင်ဒီပွဲမှာရလန်ကောင်းထွက်ရှိနိုင်မှုအတွက်လည်းပြင်ဆင်မှုတွေအများကြီးပြုလုပ်ထားတယ်လို့ဗန်ကပရိသတ်တွေကိုအသိပေးခဲ့ပါသေးတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Acres Sport Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါရင်ခင်ဗျာ